ခန်းလူစဲဖြစ်တဲ့ဒီတောက်သုံးရေကန်ကြီးဟာဟော့ချီအနဲ့တပေတောင်ရှိမှမထင်တော့ပါဘူးတော်တော်လေးကိုကြီးရနောက်နေပါပြီဒါရွာဒီရွာသားတွေအားလုံးသုံးဆွဲတဲ့တောက်သုံးရေကန်ဖြစ်ပါတယ်ဒီရေလေးကိုပဲသူတို့ကျင်ပြီးတော့ပေါ့အညာအသိရေဖြစ်ထားပြီးတော့ဟာဘဲကူးတဲ့ရေကန်တဲ့တပေတွေရှိတော့လေရေကိုသူတို့တောက်နေရရှာပါတယ်တခြားရေထွက်သူတို့မှမရှိပါဘူးအခုဟိုးမှဆိုရင်ကျွန်တော်တို့ရေကားရှိအောင်ရေလူခံမှုလာနေတဲ့ ာဒီရတာကလေးတငယ်လေးတွေဖြစ်ပါတယ်ဝီးရောက်သူတို့လာယူကြရတာပါတောက်ရီရပြီလို့អော်လိုက်တောက်ရီအလှလာပြီလို့អော်တန်ကြရနေပဲဝန်သားရပြေးလာကြပါလေတော့၃ရီခက်ခဲ တောက်ရခက်ခဲကြုံနေဆိုတဲ့ဒုက္ခကြုံဘူးတဲ့သူမှပါကိုချင်းစာနိုင်မှာပါအမတန်ပူပြင်းနေအမတန်ချွေးထွက်နေတယ်ရာတူတူအောက်မှာရေငတ်ပေမဲ့ဘရင်းကရေငတ်နေပေမဲ့တောက်ဆရာရေမရှိတဲ့ဘဝအမတန်လောကငရဲတစ်ခုပါပဲဒါရီဟာဖြည့်ရှင်းနိုင်တဲ့ပြဿနာတွေဖြစ်ပါတယ်ဆိုရတာဝန်ရှိသူတွေအနေနဲ့ကောတိုင်းရင်းပြည်ရာပြည်သူလူထုအရေးယာကိုစိတ်ပါဝင်စားတဲ့လူများအတွက်ကောဒီပြဿနာတွေဖြည့်ရှင်းနိုင်တဲ့ပြဿနာတွေဖြစ်ပါတယ် ကျွန်တော်တို့အားလုံးတိုင်ပင်ညှိနှိုင်းပြီးတော့အရှိသဖြင့်ကျွန်တော်တို့နိုင်ငံသားတွေကြီးလက်နေလူတန်းစားတွေဒုက္ခမရောက်အောင်တောက်သုံးရင်ခက်ခဲမဖြစ်အောင်ကျွန်တော်တို့ဝိုင်းကူညီကြပါ နောက်ဘယ်နည်းလောက်ဆိုရင်ဒီကန်ခမ်းမယ်ထင်လဲဒီကန်ခမ်းလုံးလုံးသုံးလို့မရတော့ဟုတ်လားရေအခုရှိတဲ့ရေကတောက်လို့မရတော့ဘူးလားမရတော့ပါဘူးဩဘယ်တော့မရတော့အော်ချိုးဖို့ဝှေ့လျှော်ဖို့တော့ပဲရတော့တာပေါ့အခုလည်းလျှော်လို့မရဘူးသုံးလို့နဲနဲလျှော်လို့လည်းနဲနဲနဲနာအေးဘောအေးဘောပုတ်ဆိုနန်းနေပြီဩအဲ့တော့တောက်ရေအခုဘယ်လိုလုပ်နေကြလဲ သူများရွာတွေတော့ခက်ခါရဟုတ်လားအခုလိုလာလူတဲ့ကားမရှိသူများရွာတွေလိုက်ခက်ရတာပေါ့ဘူကြီးဘယ်တော့ထမ်းရလဲတော့ရင်လမ်းလျှောက်ရင်ဘူကြီးသွားတာဟိုဘက်ရွာဟိုဘက်ကမူတီတာရွာဟိုတကြီးတုံရွာလမ်းလျှောက်ရင်ဘယ်တော့တော့ရလဲအထမ်းနဲ့ဆိုရင်အထမ်းနဲ့တထမ်းရတယ်။အော်ဟုတ်ပြီဗျာလှုပ်လှုပ်လှုပ်သွားရေလေးသွားယူလိုက်ပါဦးနော်။ကျွန်တော်ဆက်ပြီးတော့အများကြီးလာလူနိုင်အောင်ကြိုးစားပါမယ်နော်။ ဲ့တော့ကျွန်တော်တို့တွေအနေနဲ့ပြည်စုံကုန်လုံပြီးတဲ့လူများကျွန်တော်ပြောစကားနဲ့ဆိုရင်တော့ပေါ့နော်ကျွန်တော်လွန်ခဲ့တဲ့တနေ့ကထောင်မကျခင်ပြောခဲ့တဲ့စကားဆိုရင်ထားစရာမရှိအောင်ချမ်းသာနေတဲ့လူများခင်ဗျာစားစရာရောတောက်စရာရောမရှိတဲ့ပြည်သူကြီးလက်နေလူတန်းစားကိုပြန်လည်ကြည့်ရှုပြကြပါလက်တွေ့မြင်ကွင်းများနဲ့ကျွန်တော်တက်တည်ပြုပြင်ပြပါတယ်ဘီယာဆိုင်မှာမိမိတို့တောက်နေတဲ့ဘီယာတစ်ခွက်တန်ဖိုးဟာတကယ်ကြီးလက်ဒေသမှာမိသားစုတစုတွေတမနဲ့စာတနေ့စာတောက်ရည်ဖြစ် အသွင်ပြောင်းလဲနိုင်ပါတယ်ဒါလေးတွေကျွန်တော်ကိုချင်းစာစာနာစိတ်နဲ့လူသားချင်းကိုချင်းစာပြီးတော့ဝမ်းဝမ်းဖေးမှကူညီကြဖို့ကိုနိုင်ငံသားတွေရဲ့ကြုံရတဲ့ဒုက္ခတွေလွတ်မြောက်အောင်ကြိုးပမ်းကြဖို့ကျွန်တော်တိုက်တွန်းချင်ပါတယ်